နီယသာသမီမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတတဆင်အောင်ပြန်မပါစေ။၂၀၂၅ခုနှစ်နိုဝင်ဘာလ၁၄ရက်နေ့ တနင်္ဂနွေသားသမီးများအတွက်တနေ့တာဟော့စတန်ပဲဖြစ်ပါတယ်။တနင်္ဂနွေသားသမီးများအတွက်ဒီနေ့မှပညာရေးကိစ္စသင်တန်းကိစ္စတွေမှာ အခွင့်အလမ်းကောင်းတွေအခွင့်အရေးကောင်းတွေပေါ်လာတတ်တယ်။လက်ရှိရဲ့လုပ်ငန်းကိုလည်းလုပ်ငန်းတိုးချဲ့ရလုပ်ငန်းစတင်ရတာမျိုးတွေလည်းကြုံတရတတ်တယ်။စတင်မဲ့လှုပ်ဆောင်မဲ့ဆိုကောင်းတယ်အဆင်ပြေအောင်မြင်တယ်နော်။ရစရာရှိတဲ့ငွေကြေးတွေကလည်းဒီနေ့မှမထင်မဲ့ပဲမယူရဲပဲနဲ့အဖက်ဖက်ကနေပြီးတော့ပြောင်းဝင်လာတတ်တယ်။ ကျမ်းမာရေးအနေနဲ့ခေါင်းကိုက်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့ငါးဖြစ်ပြီးတော့အကျိုးပေးတဲ့အယောင်မှာအဖြူရောင်နဲ့ရှူဝါရောင်ပဲဖြစ်ပါတယ်။ရေရာအနေနဲ့မိမိအိမ်ရှိပြားမှာပဲပလာတာကလူပြားမှာဖြစ်ပါရဲ့ရှင်။ခொနည်းရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။ ိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်စင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့တနင်္လာသာသီများအတွက်တနေ့ဒါဟောစတန်ပဲဖြစ်ပါတယ်တနင်္လာသာသီများအတွက်ဒီနေ့မှာ ိမ်ကိစ္စနေရာတိုင်းကိစ္စအဆောက်အဦးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အခွင့်အရေးကောင်းတွေအခွင့်အလမ်းကောင်းတွေပေါ်လာတတ်တယ်မထင်မတဲ့နေရာကနေပြီးတော့လေငွေရေးကြီးတွေဒီနေ့အတွက်ဝင်လာတတ်တယ်ရှင်မျိုးသားချင်းညီကိုမောင်နှမတွေနဲ့ပတ်သက်ပြီးတော့လေသူတို့အတွက်တွေကိုကိုကသတင်းကောင်းကြားရတတ်တယ်ကျမရဲ့အနေနဲ့လည်းမျက်စိနဲ့ပတ်သက်ပြီးတိုင်းတတိချာနော်စိတ်တော်ကတွေကြုံရတတ်တယ်အချိုးပေးတဲ့ကဏ္ဍကတော့တင့်နဲ့အားဖြစ်ပြီးတော့အချိုးပေးတဲ့ အယောင်မအနီရောင်နဲ့ချက်သေးရောင်ပဲဖြစ်ပါတယ်ရေရရအနေနဲ့မိမိအိမ်ရှိပြားမှာအုံနှုတ်ခေါက်ဆွဲ ကလူပြားမှာဖြစ်ပါတယ်အုံနှုတ်ခေါက်ဆွဲအစင်မပြေရင်သမင်းစီဆန်သုံးပွဲလုပ်လို့ရတယ်နော်ခொနည်းတာသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုရှောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အိဋ္ဌသဘောကိုရှောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ 2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဖော်စတယ်ပဲဖြစ်ပါတယ်။အင်္ဂါသားသမီးများအတွက်ဒီနေ့မှာငွေရေးကြေးကိစ္စနဲ့ပတ်သက်ပြီးတာငွေကြေးနဲ့ပတ်သက်ဆက်နွယ်တဲ့လုပ်ငန်းတွေငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဒီနေ့အတွက်အစီအပြေမယ်အောင်မြင်မယ်ကောင်းတယ်နော်။အစားမားတာဆေးမားတာမျိုးတွေဒီနေ့အတွက်အထူးသတိထားနော်။ငွေရေးကြေးတွေနဲ့ပတ်သက်ပြီးဝေဝင်မယ် ဖျားပုံတော်ယဟနာပုံတော်အိမ်ကိုတကူးတကကြွလာလို့ရှင်သူများလက်ဆောင်ပေးလို့ရှင်ထီထိုးပြအောင်ဖို့နော်ဒီပေါကင်းရှိတယ်ကျမ်းမာရေးအနေနဲ့လေထိုးတဲ့လေအောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်အချိန်အမှလည်းတဦးနဲ့တဦးမဖြစ်စလောက်ပြဿနာသေးသေးလေးရစပြီးတဦးနဲ့တူအထင်မြင်လွဲစရာများနဲ့ကြုံပြရတတ်တယ်အကျိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာ အစိမ်းရောင်ပဲဖြစ်ပါတယ်ရေရရာအနေနဲ့မိမိအင်ရှူဖျားမှာခောက်ဆွဲကြောကလူပေးရမှာဖြစ်ပါတယ်ရှင်ခொနရသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုစောင်းတဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုစောင်းတဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့ဗုဒ္ဓဘုရားသမီးများအတွက် တနေ့တောင်ဟောစတန်ပဲဖြစ်ပါရဲ့ဗုဒ္ဓဘုရားသမီးများအတွက်ဒီနေ့မှာမိတ်ဆွေအပေါင်းအသင်းများနဲ့ပတ်သက်ပြီးတော့ရင်အပေါင်းအသင်းတွေနဲ့ပတ်သက်ပြီးတော့ရင် အစုဆက်တူရှယ်ယာကိစ္စတွေလှုပ်ဆောင်ရတဲ့တဲ့လှုပ်ဆောင်မယ်ဆိုရင်ကောင်းတဲ့အဆင်ပြေအောင်မြင်မယ်နော်အဝိစာအဝိအထေအဝိအထေဒီဖနက်နိုင်တွေလက်ဆောင်ရတဲ့တဲ့အချင်းရင်နဲ့အင်တော်ရေးမှလည်းဒီနေ့မှတဦးနဲ့တူကစိုးရင်ပူပန်မှုတွေများနေတဲ့တဲ့ကျမ်းမာရေးအနေနဲ့လည်းခါးနာတဲ့ခါးမြတ်တဲ့ဝေဒနာမျိုးတွေခံစားရတဲ့တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အကြောင်းမှာ အစိမ်းအောင်နဲ့အစိမ်းရင်းရင်းအောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိပြားမှာ စပယ်ပန်းကလူပေးရမှာဖြစ်ပါလိမ့်ရှင်။ခொနရဲ့သားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်။အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတတက်စီအောင်လွှမ်းမပါစေ။2025ခုနှစ်နိုဝင်ဘာလ14ရက်နေ့စာသာပရိသတ်သမီးများအတွက် တနေ့တာဟောစရံပဲဖြစ်ပါတယ်။ဂျာတာပရိသတ်သမီးများအတွက်ဒီနေ့မှာအလုံးနဲ့ပသက်ပြီးကမိမိတို့မသိချင်တဲ့မကြားချင်တဲ့သတင်းတွေကြားရတတ်တယ်။အောက်လက်ငယ်သာသာသမီးအလုကနေပြီးအိမ်ကနေပြီးတော့ဒီနေ့မှာထွက်သွားတတ်တယ်။သူတို့အတွက်ကိုလည်းတော်တော်လေးကိုစိတ်ရှုပ်စဉ်းညစ်ဆရာများနဲ့ကြုံရတတ်တယ်။ပြန်မရတော့ဘူးလို့ထင်ထားတဲ့ငွေကြီးတွေကဒီနေ့မှာပြန်လဲရရှိတဲ့နေမျိုးဖြစ်ပါတယ်။ ကျမရဲ့အနေနဲ့သွားနဲ့ပတ်သက်တာသွေးနဲ့ပတ်သက်ပြီးဆိတ်ဆိုရတဲ့တဲ့အချီရေးမှလည်းကြားလေသွေးလိုဝေးနေရတတဲ့အချိုးပေးတဲ့ကဏ္ဍကတော့ငားနဲ့ခွန်ဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှာခရမ်းရောင်ပဲဖြစ်ပါတယ်ရေရာအနေနဲ့မိမိအင်ရှိပြားမှာစပစ်တီကတ်လူပေးရမှာဖြစ်ပါရရှင်ခொနီယသားသမီးမိတ်ဆွေများအားလုံးမင်္ဂလာပါရှင်အိဋ္ဌသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေက မှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်လွှဲမပါစေ2025ခုနှစ်နဝင်ဘာလ14ရက်နေ့တောက်ကြသားသမီးများအတွက်ဒီနေ့ဒါဟောစတဲ့မယ်ဖြစ်ပါတယ်တောက်ကြသားသမီးများအတွက်ဒီနေ့မှာစိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြီးနူးဝမ်းမြောက်စရာများနဲ့ကြုံတရမဲ့နေမျိုးဖြစ်ပါတယ် အဖက်ဖက်ကနေပြီးတော့လေအချင်းကြီးကောင်းနေပြီလာတက်တယ်။ဘာပဲလုပ်လို့ရရဲ့တင်းတင်းသာလှုပ်ဆောင်မှာကံအခွင့်အလမ်းနေဒီနေ့အတွက်အလွန်ကောင်းတဲ့နေ့မျိုးဖြစ်ပါတယ်။ကျမ်းမာရေးအနေနဲ့မျက်စိနာတဲ့မျက်စိအောင့်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တယ်။အချင်းကြီးမှလည်းကြားလေသွေးလိုဝေနေရတတ်တယ်။အချိုးပေးတဲ့ကဏ္ဍကတော့နှစ်နဲ့လေးဖြစ်ပြီးတော့အချိုးပေးတဲ့အရောင်မှအဖြူရောင်ပဲဖြစ်ပါတယ်။ရရအနေနဲ့မိမိအိမ်ရှိဖျားမှာ တီးဆောင်ကိတ်ကလူပေးရမှာဖြစ်ပါတယ်ရှင်ခေါင်းရသားသမီးမိတ်ဆွေများ အားလုံးမင်္ဂလာပါရှင်။အိတ်ထသဘောကိုဆောင်တဲ့ကောင်းတဲ့ဟောပြောချက်တွေကမှန်ကန်ပြီးတော့အနိဋ္ဌသဘောကိုဆောင်တဲ့မကောင်းတဲ့ဟောပြောချက်တွေကတက်တက်ဆင်အောင်လွှဲမပါစေ။2025ခုနှစ်နဝင်ဘာလ14ရက်နေ့စနေသားသမီးများအတွက်ဒီနေ့ဒါဟောစတန်ပဲဖြစ်ပါတယ်။စနေသားသမီးများအတွက်ဒီနေ့မှာ ဉာဏ်နဲ့ဝိရိယပိုင်းမှာအစွမ်းကုန်စူးစမ်းရမယ့်နေ့မျိုးဖြစ်ပါတယ်မိမိတို့စူးစမ်းရတဲ့လောက်လေအောင်မြင်မှုတွေရရှိတတ်တယ်ကွဲကွာနေတဲ့မိတ်ဆွေအဟောင်းဆွေမျိုးအဟောင်း အဆက်ဟောင်းနေတယ်လေပြန်လဲဆုံးတရားတတ်တဲ့အချင်းရင်းမှာလည်းတာရတယ်နော်ကျမကြီးအနေနဲ့ရင်ဘတ်အောင်တဲ့ဝေဒနာမျိုးတွေခံစားရတတ်တဲ့အကျိုးပေးတဲ့ကဏ္ဍကတော့၃နဲ့၅ဖြစ်ပြီးတော့အကျိုးပေးတဲ့အရာမှာအနီရောင်ပဲဖြစ်ပါတယ်ရရာအနေနဲ့မိမိအိမ်ရှိဖျားမှာလိမ္မော်တီကလူပေးရမှာဖြစ်ပါတယ်ရှင်